ားလုံးမင်းမင်္ဂလာပါရှင်။မောင်ရဲ့ channel ကနေကြိုဆိုလိုက်ပါရင်ဒီတစ်ခါတင်ဆက်ပေးမယ့်စကားလေးကတော့2019ခုနှစ်ကထွက်ရှိထားပြီးလက်ပွားမင်းသားပါဝင်တရုတ်ဆောင်ထားတဲ့ဖြစ်ရမယ့်အထောက်ပတိစကားလေးပဲဖြစ်ပါရင်ဇလန်းအစမှာတော့1996ခုနှစ်ကအိန္ဒိယမှာအာနန်ကူမာလို့ခေါ်တဲ့အမျိုးသားဟာတင်ချာပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာနဲ့အစားပြုထားပါရင်ပြိုင်ပွဲပြီးတော့အာနန်ကူမာကသူ့ရဲ့ကောင်မလေးစူပရီယာနဲ့တွေ့ပြီး အော့စ်ဖို့ကမ်ဘရစ်တို့လိုတက္ကသိုလ်တွေမှာတက်ပြီးသင်္ချာအထူးပြုဖိအိတ်ထီရချင်တာဆိုရဲသူ့ရဲ့အနာဂတ်အိမ်မက်ကိုပြပြပါ යි အနာကူမကသင်္ချာပါတာရက်ကိုတအားကြိုက်ပြီးအလက်ချီမှာလေစာကြီးတိုက်တဲ့သွားကနိုင်ငံတကာစာအုပ်တွေထဲကသင်္ချာကိုတွက်နေလေရှိပါ යි ဒါပေမဲ့တရတော့စာကြီးတိုက်တဲ့ကနေမောက်ထုတ်ခံလိုက်ရပြီးဝန်ထမ်းတယောက်ကအနာကူမကိုနိုင်ငံတကာဂျာနယ်မှာကိုယ့်ရဲ့စာမတပုတ်ဖော်ပြခဲ့ရမယ်ဆိုရင်တော့စာကြီးတိုက်နေကြောင်းဝင်တွေကစာအုပ်မှန်သမျှကို အခမဲ့ဖတ်ရှုခွင့်ရမှာလို့ပြောပြပါ යි ။ဒါနဲ့ပဲအာနယ်ကူမကဘသူမှမဖြေရှင်းနိုင်သေးတဲ့တိကျပုံစံတွေကိုတွက်ချက်ဖို့ကြိုးစားပါ යි ။နောက်ဆုံးတော့အတိအကျပုံစံတစ်ပုဒ်ကိုဖြည့်ရှင်းနိုင်ခဲ့ပြီးချက်ချင်းပဲစာလိုက်ကိုသွားကအာနန်ကူမကသူတွက်ထားတဲ့တင်ချာပုံစံကိုအင်္ဂလန်ကိုပို့ဖို့လုပ်ပိုင်အာနန်ကူမရဲ့အဖေကစာကြည့်တိုင်းမှာအလုံးလောက်တာဖြစ်ပြီးတားဖြစ်သူဖြစ်ချင်တာကိုဖြည့်ဆည်းပေးလိမ့်ရှိပိုင် အင်္ဂလန်စာပို့ဖို့အာနန်ကူမာရောမိသားစုကစီရင်တဲ့အတွက်ပတ်စံမတတ်နိုင်ပေမဲ့အာနန်ကူမာရဲ့အဖေကတော့စာတိုက်ကတငယ်ချင်းဖြစ်သူကိုအကူအညီတောင်းလိုက်ပါတယ်။တရက်တော့အာနန်ကူမာရဲ့အဖေကပျော်ပြီးအိမ်ပြန်လာကအာနန်ကူမာကိုအင်္ဂလန်ကပါမခါကသဘောချသွားပြီးစာမေးပွဲဖြေစရာမလိုပဲကမ်ပရစ်တက္ကသိုလ်မှာကျောင်းတက်ဖို့ကမ်းလှမ်းခင်ရတဲ့အကြောင်းပြောပါတယ်။ ဒီလိုနဲ့အာနယ်ကူမာကသူ့ရဲ့ဆောင်းပါးကိုစာကြည့်တိုက်မှုကိုသွားပြကအကြံပေးခဲ့တဲ့ဝန်ထမ်းကိုလည်းကျေးဇူးတင်လိုက်ပါ ਹੀ အာနယ်ကူမာအဖေကတော့သူသားအတွက်ပတ်စပို့သွားလုပ်ပေးရင်တားဖြစ်သူကိုဂုဏ်ယူကြောင်းလူရီကိုပြောနေပါ ਹੀ အာနယ်ကူမာကစူပရီးယားအဖေနဲ့တွေ့တွေ့ရောစူပရီးယားအဖေကတာမန်စာဖို့တမားတယောက်ရဲ့တားဖြစ်နေရကြောင်းတိတ်တဘောမကြပေမယ့် အင်္ဂလန်မှာကျောင်းသွားတက်မှာကိုတော့အတိမတ်ပြုပါယ်အင်္ဂလန်မသွားခင်မှာအာနန်ကူမာရမီတာစုကငွေရေးကြေးရေးအခက်အခဲဖြစ်နေရကြောင်းပညာရေးဝန်ကြီးနဲ့တွားတွေ့ကအကူအညီတောင်းပေမဲ့လည်းအဆင်မပြေခဲ့ပါဘူးအာနန်ကူမာရဲ့အဖေကအမျိုးသမီးဖြစ်သူရဲ့လောက်ဝေဒနာတွေကိုရောင်းချကဘဏ်ကနေငွေလဲချေထားပေးမိမလောက်ဘူးဖြစ်နေပါယ်တညမှာတော့အာနန်ကူမာရမီတာစုကတားဖြစ်သူကိုအင်္ဂလန်ကိုမပို့ပေးနိုင်လို့စိတ်ညစ်နေချိန်မှာ ရုတ်တရက်အာနန်ကူမာရဲ့အဖေကသတိလက်သွားခဲ့ပါတယ်။ဒါနဲ့အာနန်ကူမာလည်းအဖေကိုစပိန်နဲ့ဇီယွန်ကိုပို့ရတဲ့အချိန်မှာစပိန်ပြတ်သွားတာကြောင့်ဇီယွန်ကိုအချိန်မီမရောက်သွားခဲ့ပေအာနန်ကူမာရဲ့အဖေကစုံသွားခဲ့ပါတယ်။အနကူမကတူကန်စိုရာကိုစိတ်ပြတ်နေပြီးစူပရီယာကိုလည်းတခြားသူတုံးနဲ့သာလက်ထပ်လိုက်ဖို့ပြောပါတယ်။အနကူမရဲ့အဖေဆုံးသွားခဲ့ပြီးနောက်မိသားစုစီပွားရေးအတွက်အနကူမလည်းကိမ့်မုတ်တွေလိုက်ရောင်းပြီးပတ်စံရှာရပါတယ်။ အနန်ကူမကသူ့အိမ်မက်ကိုမေးလိုက်ပြီးမုတ်တွေကိုရောင်တင်ချာစာရွက်နဲ့ထုတ်ပိုင်းတရက်တော့ကာတစီနဲ့တိုက်မိမလို့ဖြစ်က အနန်ကူမရဲ့စပင်းကဘေးကိုလဲကျသွားပိုင်းကားပေါ်ကဆင်းလာတဲ့သူကလာလန်စင်လို့ခေါ်တဲ့တတိတယောက်ဖြစ်ပြီးအနန်ကူမရဲ့အတင်ချာကြွန့်ကျင်မှုကိုသိနေပိုင်းဒါနဲ့လာလန်စင်လည်းအနန်ကူမကိုသူ့အိမ်ကြီးစီကိုခေါ်လာခဲ့ပိုင်းနောက်ပြီးအာနန်ကူမကိုသူ့ရဲ့အကြောင်းမှာစာတင်ကြားပေးဖို့ငှားတာပါဒီလိုနဲ့အာနန်ကူမကြောင့်ပဲလာတက်ကြတဲ့ចောင်းသားအရေးအတွက်များလာက ကျောင်းကြီးကလည်းနှစ်စားဖြစ်သွားပါ යි အာနန်ကူမလည်းစီးပွားရေးပြည်လည်လာပြီးမော်တော်ဆိုင်ကယ်တောင်ဝယ်စည်းနိုင်သွားပါ යි စူပရီယာနဲ့လည်းအစဉ်ပြေနေကြအောင်အိမ်မလေးအမေဖြစ်သူကိုကူညီဖို့အတွက်အိမ်ကူတယောက်ငှားထားပါ යි အာနန်ကူမကတဖြည်းဖြည်းနာမည်ကြီးလာခဲ့ပြီးကိုရိုင်းလည်းဘဝမိသွားပါအောင်တညမှာတော့အာနန်ကူမကတောင်းထွက်လိုက်ပေမဲ့တေချာအတွက်နေရဲ့ကောင်းလေးတယောက်ကိုတွေ့လိုက်ပြီးရီမန်းချက်ကြီးရဲ့ဆိုရာကိုသတိထားမိသွားပါ යි လန်ချားနဲ့အင်ကိုပြန်လာတော့လေလန်ချားနင်းနဲ့သူကခုနကောင်လေးရဲ့အဖေဖြစ်နေပြီးသူ့သားအကြောင်းကိုပြောပြပါ යි နောက်ပြီးပညာရေးဆိုတာတကယ်တော့စင်းရဲတဲ့သူတွေမဟုတ်ဘဲချမ်းသာတဲ့သူတွေအတွက်ပဲလို့ပြောလိုက်တဲ့အခါအာနန်ကူမကသူ့ဖေပြောတာတွေကိုပြန်သတိရသွားပါ යි သူကိုယ်တိုင်လည်းခက်ခက်ကြကြစူးစမ်းခဲ့ရတာကိုအမှတ်ရသွားကပတ်စံမတက်နိုင်တဲ့ကလေးတွေအတွက် IIT ဆိုတဲ့နာမည်ကြီးကျောင်းမှာတက်ရောက်နိုင်ဖို့အာနန်ကူမကတင်ပေးမယ်ဆိုပြီးလက်ကမ်းစာဆောင်ပေးပါ යි နောက်ပြီးအာနန္ဒကုမားကသူ့မှာရှိတဲ့တမိုးကြီးနိုင်တွေနဲ့ဆိုင်ကယ်ကိုပါရောင်းလိုက်ကတင်တန်းကျောင်းဖွင့်နိုင်ဖို့လုပ်ပိုင်စူပရိယာကတော့အာနန္ဒကုမားကိုစိတ်ပြတ်သွားပြီးလမ်းခွဲလိုက်ပိုင်အာနန္ဒကုမားရဲ့တင်တန်းကျောင်းကိုတော့တက်ရောက်ခြင်းသူတွေများပြနေတဲ့အတွက်ကျောင်းသားအယောက်30ကိုပဲရွေးချယ်มาဖြစ်ပိုင်ဒီကျောင်းကိုလာလန်စင်းကတည်သွားခဲ့ပြီးသူ့ကျောင်းကတချို့ကျောင်းသားတွေကတော့ကျောင်းလာကပြန်ပေးဖို့တောင်းပြောကြပါတယ် ဒါနဲ့လာလန်စင်းလေအာနန်ကူမကိုသွားခေါ်ကလာစာကိုနှစ်စာတိုးပြီးမယ်လို့ပြောပြီးသူ့ရဲ့နွမ်းပါးရဲ့ကျောင်းသားအယောက်30အထက်လဲတခြားစရာတယောက်ရှာပေးမယ်လို့ပြောပေမယ့်အာနန်ကူမကလက်မခံလိုက်ပါဘူးလာလန်စင်းလေစိတ်တော်ပြီးအာနန်ကူမရဲ့သင်တန်းကျောင်းကိုဖျက်ဆီးပစ်မဲ့အကြောင်းနဲ့ကျောင်းသားတွေကိုလည်းစိတ်သက်သာအောင်ပြောသွားပါတယ်နောက်တော့လာလန်စင်းကိုကျောင်းသားမိဘတွေကလာတွေ့ပြီးကလေးတွေကိုအာနန်ကူမကမတင်ပေးတော့တာကြောင့်ပြဿနာလာရှာကြပါတယ် ဒီလိုနဲ့လာလန်ဆင်းလဲအနကူမရဲ့တင်နန်းကြောင်းကိုပိတ်သွားရအောင်ရဲတရက်ကိုအကူအညီတောင်းလိုက်ပိုင်အနကူမကစာတင်ကြရမှလည်းထူးချွန်ပြီးသူများနဲ့မတူပဲတမူထူးခြားတဲ့နေနဲ့ဘေးပတ်ဝန်းကျင်ကအရာတွေကိုဥပမာပေးကသင်ကြားလိမ့်ရှိပိုင်လာလန်ဆင်းနဲ့ရဲအရာရှိကတော့အနကူမရဲ့တင်နန်းကြောင်းကိုမျက်စိမီဖျက်ဖျက်လိုက်ပေမဲ့ အနယ်ကူမာရုဆီယာတပည့်တွေကနီလန်ရှာပြီးကုပါတာလျှက်စစ်မီပြန်သုံးလို့ရအောင်ကြိုးစားလိုက်ပါတယ်။နောက်ပြီးအစာအုပ်တအုပ်တွေကိုမျှကြည့်လို့ရအောင်လဲကိုဝင်ပရိုဂျက်တာတစ်ခုကိုဖန်တီးထားကြပါတယ်။ဒါပေမဲ့အစာလောင်မှုကိုလွန်ဆန်လို့မရတာကြောင့်ဗန်မာပတ်စံအသွားချေးပေမဲ့အနယ်ကူမာရုကြောင့်ကအမျက်ဝင်တဲ့အကြောင်းမျိုးမဟုတ်တဲ့အတွက်မချေးပေးလိုက်ပါဒါနဲ့ပဲအာနန်ကူမားကလာလန်စင်းနဲ့သွားတွေ့ရဲ့အခါလာလန်စင်းကသူ့စီကအတော်ဆုံးတောင်းတော်ရီနဲ့အာနန်ကူမားစီက အတော်ဆုံးចောင်းသားတွေကိုပြန်ခိုင်းမယ်လို့ပြောပါတယ်။အာနကူမားစီကចောင်းသားတွေနိုင်ရင်လာလန်စင်းကသုံးလစာထမင်းကျွေးထားမယ်လို့ပြောပြီးတကယ်လို့လာလန်စင်းစီကចောင်းသားတွေနိုင်ရင်အာနကူမားကသူ့ရဲ့ចောင်းကိုပိတ်ပြီးလာလန်စင်းစီမှာဆာလာတင်ရမယ်လို့ပြောတဲ့အခါအာနကူမားလည်းသဘောတူလိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာလာလန်စင်းចောင်းကဆရာရှိမှတက်တည်အနေနဲ့ထားပြီးသဘောတူစာချုပ်ကိုလက်မှတ်ထိုးလိုက်ကြပါတယ်။နောက်တစ်ရက်မှာတော့အာနကူမားစီကចောင်းသားအယောက်30ဟာ လာလန်စီးရဲ့ကြောင်ကိုလျှောက်လာပြီးနှစ်ဖက်ကျောင်းသားတွေကစာမေးပွဲဖြေကြရပါဒီလိုနဲ့စာမေးပွဲရလက်အဖြေတွေထွက်လာမင်းနေ့မှာလာလန်စင်ကဂျာနယ်လစ်တွေကိုဖိတ်ထားပြီးတက်တည်လှုပ်ပြီးအကြာလေးရောက်လာကတကယ်တော့အဲ့ဒီဇာကစူပရီးယားရဲ့ရည်သားအစ်စ်ဖြစ်နေပါအနကူမာကတော့အန်အောင်းနေပြီး အဲဒီအချိန်မှာအာနန်ကိုမရဲ့ညီဖြစ်သူကကျောင်းသားဖက်ကပြောင်းနေရဲ့အဖြစ်ပတ်စံတွေလည်းပြောင်းနေရဲ့လို့လာပြောပါတယ်။ဇာမီးပွဲကြားလက်ထွက်လာချိန်မှာတော့အာနန်ကိုမစီကကျောင်းသားတွေက49မှတ်ရပြီးလာလန်စင်းရဲ့ကျောင်းသားတွေက90မှတ်ရတာကြောင့်လာလန်စင်းကနိုင်သွားပါတယ်။လာလန်စင်းလည်းအာနန်ကိုမကိုစင်ပါခေါ်ပြီးသူ့တောင်းကိုပိတ်တော့မှဆိုတဲ့အကြောင်းအတင်းကြီးညာခိုင်းပါတယ်။အာနန်ကိုမရဲ့ကျောင်းသားတွေကစိတ်မကောင်းဖြစ်နေကြပြီး အဲဒီချိန်တရင်ထောက်တယောက်ကသဘောတူချက်လိုမျိုးစာချုပ်မှာလက်မှတ်ထိုးထားရဲ့လားမထိုးထားရင်အာနန်ကိုမိုင်းအကြောင်းကိုပိတ်စရာမလိုဘူးလို့ဒါပြောပါ යි ။လာလန်စင်းလဲသဘောတူစာချုပ်ကိုပြမယ်ဆိုကစာချုပ်ကိုတောင်းပေမယ်စာချုပ်ကမရှိတော့ပဲပြောင်းနေပါ යි ။တကယ်တော့စူပရီယာကအာနန်ကိုမားကိုအကူညီလိုက်တာဖြစ်ပါ යි ။အဲ့ဒါနဲ့အာနန်ကိုမားလဲအကြောင်းကိုမပိတ်တော့ဘူးလို့ပြောကចောင်းသားរីကိုခေါ်ပြီးပြန်သွားပါ යි ။နောက်တော့အာနန်ကိုမားကအကြောင်းသားរីကိုစာမေးပွဲမေးခွန်းတွေကခက်လာလို့မေးတဲ့အခါចောင်းသားរីကမေးခွန်းတော်တော်များများကိုဖြေနိုင်ပေမယ့် တအားစိတ်လုံရှားနေရကြောင်းမလို့ပြန်ပြောပါ යි ။စာမျိုးပဲဖြစ်တဲ့အခါမှာသူတို့ကအစင်းရတဲ့အတွက်နွယ်နွယ်ပပဖြစ်နေပြီးတခြားเจ้าကเจ้าသားတွေကတော့တန့်ပြန့်ကဈေးကြီးပုံရတဲ့အဝတ်စားတွေဝတ်ထားတာကြောင့်ဘီနုံလို့ခေါ်တဲ့เจ้าသားတယောက်ကဒါကြောင့်ဖက်ခါကတင်ငယ်ပြီးထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့သူ့အမြင်ကိုပြောပြပါ යි ။နောက်ပြီးသူတို့ကအင်္ဂလိပ်လိုမပြောတတ်တာကြောင့် တခြားចောင်းသားတွေနဲ့မရှင်နိုင်ဘူးလို့ထင်နေပါတယ်။ဒါနဲ့ပဲအာနယ်ကူမကចောင်းသားတွေကိုမိနစ်20စာပြဆက်တစ်ခုကိုအင်္ဂလိပ်လိုတင်ပြရမယ်ပြောပြီးအိန္ဒိယလိုပြောရင်တော့သူတို့သက်ဆိုင်ရာနေရာတွေကိုပြန်ဖို့မယ်လို့ပြောလိုက်ပါတယ်။အာနယ်ကူမရဲ့ညီကတော့အာနယ်ကူမဒီလိုလောက်တာကိုနားမလည်နိုင်ဘူးဖြစ်နေကចောင်းသားတွေကိုပါလို့ဒီလိုမျိုးခိုင်းတာလေလို့အထင်လွဲနေပါတယ်။အာနယ်ကူမကတော့ចောင်းသားတွေအတွက်ပါပဲလို့ပြန်ပြောလိုက်ပါတယ်။နောက်ရက်မှာတော့ចောင်းသားတွေကလူတွေအများကြီးရှိတဲ့နေရာမှာမိနစ်20စာပြဆက်တစ်ခုကို အင်္ဂလိပ်လိုပြောပြီးတင်ဆက်ကြပါဆက်စပိုင်းတော့လူတွေကဝိုင်းလောင်ပြောင်းကြပြီးမိတ်သူတို့ကယုံကြည်မှုရှိချင်းနဲ့ဆက်တင်ဆက်ကြပြီးတချင်းတွေဆိုကကခုန်နေကြတဲ့အခါချမ်းသာတဲ့မိသားစုဝင်သားသမီးတွေလည်းပါဝင်ပြီးကကြပါ යි အနန်ကူမားနဲ့သူ့ကျောင်းသားတွေအကြောင်းကသတင်းစာထဲမှာတော့ပါလာပြီးလာလန်စင်းနဲ့အလောက်တွဲလုံနေတဲ့ပညာရေးဝန်ကြီးကတွေ့သွားပါ යි ပညာရေးဝန်ကြီးကလာလန်စင်းကို အနယ်ကူမကိစ္စကိုရှင်းဖို့ပြောပြီးသူ့ចောင်းသားတွေကိုလည်း IND ចောင်းကိုဝင်ခွင့်မရစေဖို့မှားလိုက်ပိုင်းတစ်ဖက်မှာတော့သတင်းထောက်ကလူတစ်ယောက်နဲ့အတူအနယ်ကူမစီကိုလာပြီးအနယ်ကူမကိုတတ်နိုင်ရင်သူ့ချင်းငွေပေးမယ်လို့သူ့ကိုခိုင်းထားတဲ့အကြောင်းပြောပြပိုင်းဒါပေမဲ့သူကတော့တတ်မှာမဟုတ်ပေအနယ်ကူမရဲ့အဖေအပေါ်လည်းကျေးဇူးကျွေးတင်နေတယ်လို့ခံစားရပြီးသူ့ထောင်ကျနေုံကအနယ်ကူမရဲ့အဖေကသူ့အဖေကိုကျမ်းမာရေးထိခိုက်မှာစိုးရတဲ့အတွက်သူမသားကအပြင်းမအလုပ်သွားလို့နေရဆိုပြီးလိန်ပြောပေးကကူညီပေးခဲ့ပူပိုင်း အနာဂူမရဲ့မိကရဲစကန်မှာအကူအညီသွားတောင်းပေမဲ့အစီမပြေခဲ့တာကြောင့်သူ့အကိုကိုကူညီနိုင်ဖို့အတွက်လမ်းမာတူရဲ့လက်နက်ကိုယူလာဖို့ဆုံးဖြတ်လိုက်ပိုင်တစ်ဖက်မှာတော့အနာဂူမကိုလူတစ်ယောက်ကတနက်နေ့ပြစ်လိုက်ပြီးကံကောင်းကျင်တော့ခေါင်းကိုပြစ်ဖို့တနက်မောင်းဆွဲလို့မရတာကြောင့်မိရထားလမ်းပေါ်ပြစ်ထားခဲ့လိုက်ပိုင်ဒါပေမဲ့အနာဂူမရဲ့မိကတနက်ကြီးကင်ပြီးအချိန်မီရောက်လာခဲ့ပိုင်ကျောင်းသားဖက်ကကတော့လုံချုံကြီးအဖြစ်အလုံးလုံးနေရာ ဖြစ်ပြီးဖက်ကအလုံးလုံးတဲ့နေရာမှာလှုပ်ချမ်းမဲ့သူတွေကသူတို့အစီအစဉ်ကိုတိုင်ပင်နေကြတဲ့အချိန် ဖက်ကာကကြားသွားခဲ့ပါတယ်။ဒီတခါကအာနန်ကူမာတယောက်တည်းကိုတည်းမဟုတ်ပဲကျောင်းသားတွေကိုပါတိုက်ခိုက်မှာဖြစ်ပါတယ်။ဒါကြောင့်ဖက်ကာလည်းအာနန်ကူမာရှိရဲ့ဇီးယုံစီကိုအပြေးအလွှလာခဲ့ပါတယ်။ဖက်ကာကအာနန်ကူမာကိုအကျိုးကြောင့်ပြပြကသူ့ထွက်ပြေးမိခဲ့တာကိုလည်းတောင်းမှန်ပါတယ်။အဲဒီချိန်အာနန်ကူမာကိုဆရာဝန်တွေကခေါ်သွားတဲ့အခါကျောင်းသားတွေကလှုပ်တံသူတွေကိုအာနန်ကူမာတင်ပြီးရဲ့ပညာရည်နှင့်အတုံးချကပြန်ခုခံပါတယ်။ ကျောင်းသားတွေကလုံခြံသူတွေကိုတော့အခန်းတစ်ခန်းနဲ့မှာတော့ပိတ်ထားနိုင်ခဲ့ပါတယ်။နောက်တနေ့မှာတော့ကျောင်းသားတွေက IID ကျောင်းဝင်ပေါက်ရှိမှသွားအိမ်များဖြစ်ပြီးညကလုံခြံသူတွေကိုခုခံထားရလို့ပြင်ပန်းနေကြပြီမိတ်။စာမေးပွဲသွားဖြေကြပါတယ်။ရလက်ထွက်လာတဲ့အချိန်မှာတော့အနယ်ကူမန်ကိုရိုင်းလည်းရင်ခုန်နေမိပြီးအနယ်ကူမိုင်းညီဖြစ်သူကသူဟာကျောင်းသားအယောက်30လုံးကို IID ကျောင်းဝင်ခွင့်ရအောင်သင်ပေးနိုင်ခဲ့ပြီဆိုပြီးလာပြောပါတယ်။ 2010ပြည်နှစ်က Time Magazine ကနေရောင်း Super 30အကြောင်းကအာရှမှာအကောင်းဆုံးကြောင်းတစ်ကြောင်းဖြစ်တယ်လို့ဖော်ပြခြင်းခံခဲ့ရပါတယ်။ကြာအနာဂူမဟာပတ်စံအတွက်စာတင်ကြားပြီးနေရာမျိုးမဟုတ်ပဲလက်ရှိအချိန်ထိလည်းသူစတင်တင်ကြားခဲ့တဲ့နေရာမှာပဲစာဆက်လက်တင်ကြားပြီးနေစေဖြစ်ပြီးစီးရတဲ့သူတွေလည်းပညာသင်နိုင်အောင်စွမ်းဆောင်ပြီးနိုင်ခဲ့သူပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။